မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘီယက်နီရဲ့အတွေ့အကြုံကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့နိုဝင်ဘာလ9ရက်ပုံတပူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့ American ပြည်အောင်စုကလွှတ်တော်အမတ်ဂျူလီဂျွန်ဆန်တို့တွေ့ဆုံဆွေးနွေးတဲ့သတင်း။ နယူးဇီလန်ဆိုရာကအကြံဖက်စစ်တပ်ရဲ့တရားမဝင်တွေ့ရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်ရန်အဆိုတင်သွင်းချက်ကိုလွှတ်တော်ကကန့်ကွက်သူမရှိဘဲအတည်ပြုလိုက်တဲ့တဲ့။ UK နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ကြားကနေအကြံဖက်ဆဲအုပ်စုကမတမာတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အကျိုးမြတ်ရရှိနေရလို့ GFN ထုတ်ပြန်တဲ့တဲ့။မြင်းကြံမျိုးနယ်ကအကြမ်းဖက်ပူပေါင်းအဖွဲ့ရဲ့ဂိတ်ကိုတိုက်ခတ်ရမှာရန်သူတပ်သား၈ဦးသေဆုံးတဲ့တဲ့။ တရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းပူပေါင်းတပ်တွေတိုက်ခတ်ရာအကြမ်းဖက်စစ်သား၉ဦးထက်မနည်းသေဆုံးတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူမှုတပိတ်တဲ့နေပဲဖြစ်ပါတယ်ရှင်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့ American Pioneer Group လွှတ်တော်အမတ်ဂျူလီဂျွန်ဆန်တို့တွဲဆုံဆွေးနွေးတဲ့တဲ့ရင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။ မြန်မာညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်မိုးနဲ့အမေရိကန်ပြည်ထောင်စုတက္ကသပြည်နယ်ကမြို့သားပြည်သူလွှတ်တော်အမတ်ဂျူလီဂျူစင်တို့အကြားတွေ့ဆုံခဲ့တယ်လို့ဒီကနေ့မှထုတ်ပြန်ပါတယ်။အဆိုပါဆွေးဆုံမှုကိုပြီးခဲ့တဲ့အောက်တိုဘာ30ရက်မှာပြုလုပ်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံရဲ့လူ့ခွင့်ရေးအခြေအနေ၊နေဦးတော်လန်ရေးရဲ့အောင်မြင်မှု၊စိန်ခေါ်မှုများနိုင်ငံတကာတရားစီရင်ရေးမှာအကြံဖတ်ဆဲအုပ်စုကိုအေးအေးယူဆောင်ရွက်နိုင်မယ့်အခြေအနေတွေနဲ့အတူဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေရဲ့အခြေအနေကိုဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင်ဒုတိယဝန်ကြီးကလွတ်တော်အမတ်ဂျူလီဂျွန်ဆင်ကိုမြန်မာနိုင်ငံရဲ့ဒီမိုကရေစီနဲ့လူ့ခွင့်ရေးလှုပ်ရှားမှုများကိုထောက်ခံအားပေးသူတဦးအနေနဲ့အမေရိကန်လွှတ်တော်အတွင်းမှာ Congressional Burma Caucus အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့လည်းအကြံပြုခဲ့တယ်လို့အသိပေးထားပါတယ်ရှင်။နယူးဇီလန်အစိုးရကအကြမ်းဖက်စစ်တပ်ရဲ့တရားမဝင်တွေ့ရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်ရန် အစိုးတင်သွင်းချက်ကိုလွှတ်တော်ကကန့်ကွက်သူမရှိဘဲအတည်ပြုလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။နယူးဇီလန်အစိုးရအနေနဲ့အကြဖက်စစ်တပ်ကပြုလုပ်မဲ့တရားဝင်တူရောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်ရန်အစိုးတင်သွင်းချက်ကိုနယူးဇီလန်လွှတ်တော်ကဒီကနေ့မှကန့်ကွက်သူမရှိဘဲအတည်ပြုလိုက်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားများအဖွဲ့ချုပ်ကအသိပေးထုတ်ပြန်ထားပါတယ်။ နယူးဇီလန်အစိုးရကမြန်မာစစ်တပ်ကျင်းပမဲ့တရားမဝင်တူယောင်ရေးကောက်ပွဲကိုလက်မခံကြောင်းထုတ်ပြန်ရန်အစိုးတင်သွင်းချက်ကိုယနေ့2025နိုဝင်ဘာ5ရက်နယူးဇီလန်လွှတ်တော်ထဲမှာ Humphrey Trifold Labour Party တင်သွင်းပြီးထောက်ခံတင်သွင်းအစိုးပြုရမှာကန့်ကွက်သူမရှိဘဲဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်းအလို့သမားပြည်သူများကိုတရင်ကောင်းပေးဖို့တင်ပြအပ်ပါတယ်လို့ CTUM ကဖော်ပြခဲ့တာပါ။ နယူးဇီလန်လွှတ်တော်ကအကြံဖတ်စစ်အုပ်စုကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးဆိုတာနဲ့ရေရှည်တီတက်တဲ့ငြိမ်းချမ်းရေးစီကိုဥတီမှာမဟုတ်ဘူးလို့ဆိုပါရယ်။ဒါအပြင်မဲဆာရွက်မှာစစ်မှန်တဲ့အတိုက်ခံပါတီတွေမရှိတော့ဘဲရွေးကောက်ပွဲအပေါ်အများပြည်သူရဲ့ဝေဖန်မှုကို ရာဆွတ်မှုအဖြစ်သတ်မှတ်ပြီးဖိနှိပ်ချုပ်ချယ်တဲ့ဥပဒေတွေကိုအတည်ပြုထားတာကြောင့်ချုပ်ရင်းချက်ညာစွာရှိနေရလို့ထောက်ပြထားပါရယ်။ အကြံဖတ်ဆဲအုပ်စုရဲ့လက်ရှိအစီအစဉ်တွေနဲ့ကျင်းပပြုလုပ်မဲ့အတူအရောင်ရွေးကောက်ပွဲကယုံကြည်နိုင်ပွဲမရှိဘူးဆိုပြီးတော့လဲနယူးဇီလန်လွှတ်တော်ကပြောပါတယ်။ဒါအပြင်နိုင်ငံရေးကျင်းသားအားလုံးကိုလွှတ်ပေးရန်လေကြောင်းတိုက်ခိုက်မှုတွေနဲ့တခြားစီရင်လှုပ်ဆောင်မှုများကိုရပ်တန့်ရန်အားလုံးပါဝင်တဲ့စစ်မှန်သောဆွေးနွေးမှုကိုလှုပ်ဆောင်ရန်မြန်မာနိုင်ငံသားတွေရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ရန်တို့အတွက်လဲတောင်းဆိုထားပါတယ်။ ်မြန်မာနိုင်ငံမှာရေရှည်တည်တတ်တဲ့ဖြည့်ရှင်းချက်တစ်ခုအတွက်လိုအပ်သောခြေလှမ်းတစ်ခုအဖြစ်ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669နဲ့အာဆီယံ၅ချက်သဘောတူညီချက်ကိုအရေးတကြီးကောင်ထည်ဖော်ရန်တောင်းဆိုထားပါတယ်ရှင်ယူကေနိုင်ငံရဲ့တိုင်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ကြားကနေအကြံဖက်ဆေးအုပ်စုကမတမာတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အကျိုးမြတ်ရရှိနေရလို့ JFN ထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ UK နိုင်ငံရဲ့တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ကြားကနေအကြံဖက်ဆဲအုပ်စုကမတမာတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အကျုံးမြတ်ရရှိနေရလို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။အကြံဖက်ဆဲအုပ်စုက British Pinland ရဲ့ချားနယ်မြေတွေမှာစီးပွားရေးလုပ်ငန်းတွေလုံဆောင်နေပြီးအဲဒီလုပ်ငန်းတွေကပြည်သူတွေအပေါ်ကျူးလွန်တဲ့သူတို့ရဲ့အကြံဖက်စစ်ဆင်ရေးကိုဗန်နာငွေထောက်ပံ့နေရလို့ Justice for Myanmar ကအတည်ပြုထားပါတယ်။ အကြံဖက်ဆဲအုပ်စုထိန်းချုပ်ထားတဲ့တဘာဝတန့်ဝင်စီမံကိန်းတွေနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကုမ္ပဏီတွေနဲ့ညပြရှုပ်ထွေးလာတဲ့ပြပကုမ္ပဏီကွန်ရက်တွေကတဆင့်လုပ်ငန်းတွေဆက်လက်လည်ပတ်နေပြီးအကြံဖက်ဆဲအုပ်စုရဲ့အကြီးမားဆုံးနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်တဲ့ရှင်နန်တဲ့တဘာဝတန့်ဝင်ကဏ္ဍကို အသက်ဆက်ပေးရလို့ထောက်ပြထားပါတယ်။အဲဒီကုမ္ပဏီတွေကကင်မန်ကျွန်းစုများရှိ Atman Transportation Limited နဲ့ ဘာမြူတာရှိမုတ်တမ Gas Transportation Company Limited ကုမ္ပဏီနှစ်ခုကိုအကြံဖတ်ဆဲအုပ်စုကပူးတွဲပိုင်ဆိုင်ထားပြီးသူတို့ဘုတ်ဖွဲ့တွေမှာအကြံဖတ်ဆဲအုပ်စုကိုယ်စားလှယ်တွေပါဝင်နေရလို့ဖော်ပြထားပါတယ်။ကေမန်ကျွန်းစုတွေနဲ့ဘာမြူတာအာနာပိုင်တွေစီ Justice for Myanmar ကဥပဒေကြောင်းအရတိုင်ကြားချက်များပေးပို့ခဲ့ပြီး၁၈လကြာမြင့်ခဲ့ပြီးနောက်ပိုင်းတွင်လည်း UK နိုင်ငံရဲ့ဆဲအုပ်စုအပေါ် တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတဲ့ကြားကမတမာစည်းဝါးရေးလုပ်ငန်းတွေဆက်လက်ရှင်သန်လုပ်ကိုင်နေရ ဖြစ်ပါတယ်။ဘန်ပူရာနဲ့ကင်မန်ကျူးစုအနာပိုင်တွေက UK တန်ခတ်ပိတ်ဆို့မှုတွေကိုအသက်သွင်းလှုံ့ဆော်ရမှာဖြစ်ပြီးအဲ့ဒီကုမ္ပဏီတွေကိုလည်းအပြည့်အဝစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးတရားမဝင်မြန်မာစစ်အုပ်စုကိုသူတို့ရဲ့နယ်မြေတွေအတွင်းစည်းဝါးရေးလှုံ့ဆော်တာကိုရပ်တန့်ရမှာဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ မြင်းကျံမြို့နယ်ကအကျန်းဖက်ပူပေါင်းအဖွဲ့ရဲ့ဂိတ်ကိုတိုက်ခတ်ရာရန်သူတပ်သား၈ဦးတေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကျံမြို့နယ်လက်သိကျေးရွာကအကျန်းဖက်စစ်အုပ်စုလက်အောက်ခံစစ်သားရဲပြူစောထီတို့ရဲ့ပူပေါင်းခိတ်ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာရန်သူတပ်သား၈ဦးတေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးထံမှသိရပါဗျ။ ရန်သူရဲ့ပူပေါင်းခိတ်ကိုနိုဝင်ဘာ၄ရက်နေ့လယ်၂နာရီအချိန်မှာဝင်ရောက်ပစ်ခတ်ခဲ့ပြီးထိတွေ့တိုက်ပွဲမိနစ်၂၀ကျော်ကြာမြင့်ခဲ့ပါတယ်။အဲဒီတိုက်ပွဲမှာလက်သက်ကျေရွာအုပ်ချုပ်ရေးမှူးကိုမင်းနေရာမှာတင်ပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်။ဒါ့အပြင်တော်လိုင်းရေးပူပေါင်းဖွဲ့မှပြန်လည်ဆုတ်ခွာစဉ်တရင်ပေးတလန်၂ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးတပ်ဆိုင်ရာသို့အနှံနိုင်ခဲ့ပါတယ်။ထိတွေ့ပစ်ခတ်မှုအတွင်အကြမ်းဖက်တပ်သားများဘဏ်ကအတွင်းကိုပြေးပုန်းနေချိန်တော်လိုင်းတပ်ဖွဲ့ဘက်မှ RPG နဲ့ပြစ်ခတ်ခဲ့ရာရန်သူတပ်သားများလွှဲစင်ပြီးအထိနာခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းရန်သူလက်နက်တွေကိုဝင်ကောက်ဖို့လုပ်နေချိန်မှာအကြမ်းဖက်စစ်တပ်ခမရ15မှကား3စီးနဲ့လမ်းတက်လျှောက်ပြစ်ခတ်မောင်းနေကစစ်ကိုရောက်လာတဲ့အတွက်တော်လရေးပူပေါင်းအဖွဲ့ကခွာဆစ်ဆင်ခဲ့ရပါတယ်။အထက်ပါတိုက်ပွဲမဖြစ်ခင်အဲ့ဒီနေ့မနက်ပိုင်းအချိန်မှာမြင်းကျန်တောင်ဘက်ကအကြမ်းဖက်စစ်တပ်ရဲ့အထိုင်စခန်းတစ်ခုကို0ပျောက်ကြားတပ်ဖွဲ့တရင်တက် မြင်းကြံခရိုင်နဲ့မြင်းကြံခရိုင်ပါကာဖာတို့ပူးပေါင်းစစ်ကြောင်းမှာဆင်းရဲတိုက်ခိုက်ခဲ့တယ်လို့ပြောပါရယ်အထက်ပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်တပ်ရင်းခုနှစ်ဇီရိုပြောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သားစစ်ကြောင်းမြင်းကြံမျိုးနဲ့ပါကာဖာတို့ပူးပေါင်းပြီးစစ်သူကြီးဒေါင်းစစ်သည်0.5စစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ခါရန်ကုန်အကြီးကောင်စစ်ကြောင်းတဲရွှေကန်သားစစ်ကြောင်းနှစ်တို့နဲ့ပူးပေါင်းဆင်းရဲတိုက်ခိုက်ခဲ့တာပါရှင် တေချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေတိုက်ခိုက်ရာအကြမ်းဖက်စစ်သား၉ဦးထပ်မံတေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ထဝဲခရိုင်တေချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်ရာအကြမ်းဖက်စစ်သား၉ဦးထပ်မံတေဆုံးတယ်လို့ထဝဲခရိုင်တပ်ပေါင်းစုကတဲ့ရင်ထုတ်ပြန်ပါတယ်။တေချောင်းမြို့နယ် ကျောက်လေကရွာအနီးရောက်ရှိလာတဲ့အကြက်ဖက်စစ်ကြောင်းကိုအော်တိုဘာ26နဲ့30ရက်တွေမှာတော်လိုင်းရဲတပ်တွေကတိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းအကြက်ဖက်စစ်တပ်က9ဦးသေတယ်လို့9ဦးထပ်မင်းနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်တော်လိုင်းပူပေါင်းတပ်ဖက်ကလည်းတိုက်ပွဲအတွင်းရဲဘော်2ဦးကြာဆုံးခဲ့တယ်လို့10ဦးထဏ်ရာရရှိခဲ့တယ်လို့ထဝယ်ခရိုင်တပ်ပေါင်းစုကအသိပေးထားပါတယ် ဂျပန်စစ်တပ်ကပြီးခဲ့တဲ့အောက်တိုဘာဒုတိယပတ်ခရဲကတရချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေရာဖြစ်ပြီးတော့တော်လိုင်းရေးပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားနေရလို့အသိပေးထားပါတယ်ရှင်။ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်မြင့်ဖြတ်ချင်းမုံရီလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ရှမပေမြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအတို့ရောင်ရွေးကောက်ပွဲဆန့်ကျင်ရင်းနဲ့အကြံဖက်စစ်တပ်ကြားဆောင်ရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကပြည်သူအာမန်တပိတ်စစ်ကြောင်းဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြံဖက်စစ်တပ်ကြားဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရှမပေမြို့နယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ရဲ့တပိတ်စစ်ကြောင်းကအတို့ရောင်ရွေးကောက်ပွဲဆန့်ကျင်ရင်းနဲ့အကြံဖက်စစ်တပ်ကြားဆောင်ရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရဲ့တပိတ်စစ်ကြောင်း ဆက်စစ်ရွေးကောက်ခွဲထွက်ပေါက်မဲမပေးနဲ့တပိတ်မှောက်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငိမ့်တက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်